ကျွန်တော်တို့ဗိုက်ကြီးတွေထုတ်နေတဲ့တန်လန်းနဲ့ငလင်လှုပ်သွားတယ်နှစ်ခေါက်နှစ်ခေါက်လုံးဆိုရင်အရှင်းမှရှိနေအဖွဲတော်တော်များများပြန်ပြေးကြကျွန်တော်ဆိုပြန်အပေါ်ပြန်တက်ဖို့ဆိုတာလုံးဝမလွယ်ဘူးလေမလွယ်တော့အဲ့ဗိုက်ကြီးတွေတော့မှကျွန်တော်စောင်းလာလဲအုတ်ထုတ်သူ့ကိုပေးပေးပြီးသူ့အပေါ်နေကျွန်တော်ကမိုးထားပေးတာသူ့တခုပြန်ဖြစ်မှာဆိုလို့လူတိုင်းကတော့တေမာတော့ကြောက်ကြတာပဲစိုးရိမ်စိမ်တော့ရှိတာပဲဒါပေမဲ့ကိုရီရှိမှကိုရီစီမှရှိတာကိုရီထက်ပိုပြီးခက်ခဲဖြစ်နေတာအောက်ကလူတွေပိတ်မိနေလူတွေအဲ့လူတွေတော့ရှားနိုင်လဲနေတယ်ကျွန်တော်ရားလို့ကဲထုတ်မယ်ဒီအလုပ်ကဲစဲတခုစားလို့ပြီဆိုရင်ကိုကဲစဲမဲ့လူပေါ့ ဒီကပိတ်မိနေတဲ့လူကကိုเจ้าကိုကိုเจ้าအသက်အရှင်လေးရအပြင်ထွက်လာတာကိုပဲလူချင်းရတာပဲလေစကိုင်းပြီလာဝိုင်းပြီးတော့တန်းဝင်လာပြီးဒီမှာရှိတဲ့ကယ်ဆယ်ရေးဖွဲ့နေပူပေါင်းပြီးတော့ထုတ်တာပေါ့အဲ့ဒီမှာပထမဆုံးစားထုတ်တာတော့ဟိုဗိုက်ကြီးတွေပေါ့ဗိုက်ကြီးတွေအထက်ထဲမှာ6တော့ကညံ့နေတယ်ညံ့နေပြီးတော့မှသူ့နဲ့ပေါအောင်မှနောက်တဲ့တန်ချောင်းတစ်ချောင်းကထပ်ပြီးတော့ထိုးတာအဲ့ဒါကိုကျွန်တော်အထက်ထဲဝင်ပြီးတော့ရအောင်ဆွဲထုတ်တာပေါ့အသက်ရှင်လေးရဲ့ ရအောင်ဆွဲထုတ်ဖို့တော့အမျိုးမျိုးတော့စူးစမ်းရတယ်ပေါ့အထက်ထက်ရောက်သွားကျွန်တော်ကအဲအုတ်နေရန်တွေကနေရလေချင်းနေအဲလိုကတာလို့ဘာလို့လိုလဲရှိရင်ပိုကောင်းတာပေါ့ကျွန်တော်ကအဲပိုက်ကြီးတွေထုတ်ဖို့ကအရန်ခက်ရခက်စစ်တော်တော်ထုတ်ယူရကိုခန္ဓာကိုယ်တော်မှဟိုဘက်လဲဒီဘက်လဲလို့တော့မရဘူးကိုခန္ဓာကိုယ်တော်မှဗိုက်ကြီးတဲ့နဲ့မျက်နှာချင်းဆိုင်နေတယ်နေပြီးတော့ကျွန်တော်ဒီတရုတ်ကယ်ဆယ်ရေးအဖွဲ့ရောပြီးတော့ဒီမိသားစုဝင်နေရောလိုအပ်ရင်သူ့ခြေထောက်ကိုအဲဗိုက်ကြီးတဲ့နဲ့ခြေထောက်ကိုဖြတ်ဖို့ပါခွင့်ပေးထားတော့ အဲ့ပိုက်ကြီးတွေကလည်းသူကလည်းအထဲမှာညက်နေပြီမဲ့သူနဲ့အောက်မှာအသက်ရှင်နေရရှိတဲ့ကောင်မလေးနှစ်ယောက်လည်းသူကိုယ်တိုင်ပဲကဲထုတ်ပေးလိုက်ရယ်ကောင်မလေးနှစ်ယောက်ပဲပြီးတော့အဲ့အောက်မှာသူနဲ့အောက်မှာနောက်ထပ်၃ယောက်ကတော့ဘယ်လိုပြောရမလဲကောင်းနေပါ යි ထိခိုက်ပြီးတော့တွေးနေပါ යි တွေးထွက်လုံပြီးတော့တွေးထွက်လုံပြီးတော့ဟိုဆုံးပါသွားတာတော့ရှိရပါဗောသူနဲ့အဲ့ပိုက်ကြီးတန်နဲ့ဟိုဘက်ခက်လန်းလန်းမှာဆိုရင်နောက်ထပ်အသက်ရှင်နေကောင်မလေးတယောက်ကရှိသေးရယ်အဲ့ကောင်မလေးကိုကြာတော့ကျွန်တော်29ရက်30ရက်30 31 နေကင်းပိုက်လောက်မှာသူ့ကိုဟိုဘက်တခြားနီးလန်းကနေပြီးတော့တခြားလန်းကနေပြီးတော့သူ့ကိုဟိုအသက်ရှင်သွားနေကဲထုံနိုင်ခဲ့2ယောက်3ယောက်ပေါ့နောက်တဲ့တယောက်ကတော့ဟိုဘက်ချမ်းစီဆောင်ဘက်ကစကိုင်းမီလာစီဆောင်ဘက်ကတရုတ်ဟိုအဖွားတယောက်တော့ထုတ်ပေးခဲ့ဘူးတဲ့အဲ့အဖွားဆိုရင်ဘယ်လောက်ထိဆိုးလဲဆိုရင်အထဲထဲမှာတောက်စရာရေမရှိလို့ကိုင်းနဲ့ကျင်ငယ်ရီတော်မှပြန်တောက်ပြီးတော့အသက်ရှင်လာတာလို့သူ့ကိုယ်တိုင်ကိုပြောပြပြောပြအဲ့အဖွားကိုလည်းထုတ်ကဲထုတ်ပေးခဲ့တယ်ပြီးတော့ကျန်တာတော့ကျွန်တော်တည်ဆုံးသွားတဲ့ body ရုပ်ချင်းခန္ဓာကိုတော့ကျောင်းရှာဝေတယ်ရှာဝေပြီးတော့ရတဲ့လောက်လေးပြန်ထုတ်ပေးတယ်ပေါ့ ဒီဘီကတော့အခုကျွန်တော်ဒီစကိုင်းဘီလာမှာဆိုရင်ဒီဒီဆောင်ပါနေမဲ့ဟိုဟာလောင်း90နီးပါးလောက်ပေါ့ကျွန်တော်ကတောက်လျှောက်ပြေးနေရတယ်ပဲဒီဆောင်ကညာဘက်တနအီခွဲနှစ်နာရီလောက်ဆိုနားပြီဆိုရင်ကျွန်တော်ဟိုဘက်စီဆောင်မှာတရုတ်ဖွဲ့ကထပ်လုပ်တယ်အဲ့ဖွဲ့ကိုလည်းသွားဝိုင်းကူလုပ်ပေးအဲ့တော့ဒီစကိုင်းဘီလာမှာကျွန်တော်ပတ်ပြေးနေရတဲ့အဖွဲ့ပေါ့ဟိုဝဲလိုအပ်တဲ့နေရာမှာလိုက်ကူပေးရတာပေါ့အလှမယ်ကတော့နမယ်တော့မသိဘူးပေါ့ကျွန်တော်လည်းထုတ်ပြီးတော့မှနောက်နေ့ကျမှ line ပေါ်ရောက်မှကျွန်တော်တကယ်ချင်းတယောက်ကလှမ်းပြောတာ ျွန်တော်ဟိုထောက်လာတဲ့အလောင်းကအလှမဲ့အလောင်းဆိုတော့မှအဲ့တော့မှသူပြောမှပဲသိရအဲ့အလှမဲ့တုန်းကလည်းအဲ့တိုင်းပဲတေယုတ်ဖွဲ့ရတေယုတ်ဖွဲ့ရကျွန်တော်တို့ဒီပရိုက်တာဖွဲ့ရမိသားဖွဲ့ရပေါင်းပြီးတော့ပေါ့ထောက်တာအုံနေအောင်ကိုဖောက်ပြီးတော့ကျွန်တော်တို့အထက်ထဲဝင်နေဝင်ပြီးတော့အဲ့အလောင်းကိုရအောင်ဆွဲထုတ်ရပဖူးနဲ့ကုတ်ပြီးတော့ထုတ်ရတာမျိုးရှိရအောင်နည်းနည်းအခက်အခဲလေးတွေရှိတာပေါ့ဟိုအသက်ရှင်ကယ်ပေးတာဗိုက်ကြီးတွေကတော့အပြင်ရောက်မှစုံပါဝါတာဆိုတော့သူ့မိသားစုဝင်ထထုတ်ခြင်းမှာသူ့မိသားစုဝင်နေသူ့အမသူ့ညီမတွေကအစားဝမ်းတာတာပေါ့ ဝမ်းသာတဲ့အချိန်မှာဟိုအစွမ်းသာပြောလို့ထိုင်ပြီးတော့ကြောတာကျွန်တော်တို့အဖွဲ့ပေါ့ကျွန်တော်ရေပြီးတော့မြက်သတာဒီမန္တလေးကအခြေဆိုင်မြက်သတာအတင်းရတယောက်နှစ်ယောက်ရေပြီးတော့ကျွန်တော်မိသားကအေရီတိုင်းကခရိုင်မူးရေကျောင်းလေးအဲ့ဒါအကောလုံးကသူတို့လည်းအဲ့လိုလောက်ခိုင်းလို့တာကျွန်တော်လည်းပြောကယ်ခွင့်ရတာကိုကယ်ခွင့်ရတဲ့အတွက်ကျောင်းအဲ့ထက်မှာအကောလုံးထိုင်ပြီးတော့ခရော့တော့ကျွန်တော်တို့လည်းအကောလုံးပတ်ပြေးလာခဲ့ရတာပေါ့အဲ့ဒါမျိုးရင်ဒုတိယတယောက်ကကြတော့ဟိုဘက်ချမ်းမှာသူကသူ့နဲ့အပေါ်မှာမှာမျက်နှာကျဲဘယ်လိုပြောရမလဲကွန်ကရစ်ပြားကြီးကပြိနေတာ ပြီးနေရပြီးတော့သူ့နဲ့ဒီမျက်နှာပေါ်မှာကျွန်တော်ဒီအစာအုပ်ထဲမှာပါတဲ့တန်ချောင်းလေးအဲ့တန်ချောင်းနှစ်ချောင်းကအဲ့မျက်နှာပေါ်ကနေပြီးဖြတ်တာအဲ့တန်ချောင်းကိုဖြတ်မှဆိုရင်ကျွန်တော်အပေါ်မှာကြံတဲ့ဟာကလုံးဝပြိုကျတော့အဲ့ဒါကိုကျွန်တော်ကအဲ့ရောင်မဖြတ်ဘဲနဲ့တခြားနီးလန်းနဲ့ရောင်ဟိုအသက်ကိုရောင်ကယ်ခဲ့တာပေါ့ပထမတော့ကျွန်တော်ဝင်တာတော့ဒီဘက်ခြမ်းကဝင်တယ်နောက်နေ့ကျတော့အဲ့သူ့ကိုကယ်ထုတ်ဖို့ဆိုနောက်လည်းနီးလန်းအရှာပြီးဟိုဘက်စီဆောင်ဘက်ခြမ်းကနေပြန်ပြီးတော့ထုတ်သွားအခုအခုလည်းတက်ရှင်သူကိုယ်တိုင်လည်းဒီမှာတော့လာပြီးတော့ဝိုင်းလုပ်ပေးရယ် ဝိုင်းလုပ်ပေးတယ်ဘယ်လိုပြောရမလဲဝိုင်းလုပ်ပေးဆိုကျွန်တော်အထဲမှာလုပ်နေကဲသေးသမားတွေကိုရေတွေပါလာလှူပေးတာလို့ပါလို့တွေတော့သူလာပြီးတော့ဝိုင်းဝန်းလုပ်ပေးတယ်ဒီအလုပ်ကဲသေးတခုစားလုပ်ပြီးဆိုရင်ကိုကဲသေးမဲ့လူတော့ဒီကပိတ်မိတဲ့လူကကိုเจ้าကိုเจ้าအသက်အရှင်လေးအပြင်ထွက်လာတာကိုပဲလူချင်းကြရတာပဲလေအိုးအခက်မသိဒီထက်မှာပိတ်မိပြီးတော့အချိန်နိုင်ပေါင်းများစွာသူတို့နဲ့ပိတ်မိတဲ့ပမာဏများတာတချို့ဆိုကောင်းမှပိတ်မိတိုင်းပါရှိတယ်အဲကောင်းတွေပါဖိထားတော့ပေါ့အဲ့ဒါမျိုးတော့အသက်ဆုံးရှုံးသွားတယ်ကိုတွေကလက်ခံရမှာပဲဘယ်လိုအချိန်မျိုးဖြစ်ကိုတွေကလက်ခံရမှာပဲလေ အဲ့လိုမျိုးတော့အသက်ရှင်ရမယ်လို့ဟိုဘယ်လိုအဲ့လိုတွေ့ို့တွေ့ရမယ်လို့အဲ့လိုမျိုးတော့မရှိဘူးပေါ့တချို့ကြတော့မိသားစုဝင်တွေကပြောသူတို့ဒီအခုဆိုရင်ဒီမှာတော့နေတိုင်းလာကြတယ်ကဲတာဟိုမိသားစုဝင်တွေပေါ့ဒီကိုနေတိုင်းလာရှာတဲ့ဟိုအမတွေဆိုရင်သူရဲ့သူရဲ့သူမနှစ်ယောက်ရဲ့သူတစ်ယောက်ရဲ့ကြောင်းပြီးွားတော့ဟိုဆယ်ထဲဆောင်ပွဲပြီးွားဒီမှာရေလာကူးကြအခုချိန်ကြီးရောဆွဲရောလုံးဝမလျှော့သေးဘူးနေတိုင်းလိုလိုလာလာပြီးတော့လာဆောက်တယ်ပေါ့တူတူလေးအလောင်းဖြစ်မလားတူတူလေးမြဲပါလာမလားဆိုပြီးအများကြီးလာဆောက်တယ် ဟိုမမရရဆိုရင် အထဲတွေကနေပြီးတော့သူတို့ဟိုအရေးကြီးရဲ့ဘယ်လိုပြောရမလဲမိသားစုဝင်ထမှာတော့အရေးကြီးပြရောအဲ့အလောင်းတလောင်းထုတ်လဲထုတ်တော့မိသားစုဝင်နေထိုင်ကြတော့ကျွန်တော်တို့ပတ်ပြေးရအဲ့လိုမျိုးပေါ့မိသားစုဝင်အနေနဲ့ရောသုံးပါးဝါးကြီးတချို့ကြတော့9ရက်9ရက်ကျော်သွားတဲ့အခါမှာသူတို့တိတ်ဆုံးသွားပြီလို့တော့သူတို့ကတော့အတီးပြူတာဘယ်မိသားစုကိုဘယ်လိုပြောရမလဲကိုဘယ်မိသားစုဝင်မဆိုဘောကိုနဲ့ပတ်သက်တဲ့ လူတယောက်နဲ့အလောင်းတော့အကောင်းတိုင်းတော့ပြန်တွေ့ကျင်ရတာပဲလေသူတို့ပြန်တွေ့လက်ခါမှာလဲဝမ်းတာဝမ်းတာပြီးတော့ငိုကြတာလေဟိုဘယ်လိုပြောဝမ်းနေဝမ်းတာဖြစ်ပြီးတော့ငိုကြတာကြီးလဲပါကြတယ်ဟိုကတော့သူတို့ကြည့်ပြီးတော့ကိုယ်လဲစိတ်မကောင်းဘူးဒါမဲ့သူတို့လူကျင်တဲ့ဟာကိုလဲကိုယ်အဓိကရှာပေးနိုင်တယ်ဆိုတော့ကလဲစိတ်ကိုစိတ်ထဲမှာတော့နည်းနည်းဘယ်လိုပြောမလဲဝမ်းလဲဝမ်းတာသူတို့ဝမ်းလဲဝမ်းနေစိတ်လဲမကောင်းဘူးပေါ့လူတိုင်းကတော့တေမာတော့ကြောက်ကြတာပဲစိုးရိမ်စိမ်းတော့ရှိတာပဲဒါမဲ့ကိုယ်လေးရှိမှကိုယ်လေးစီမှာရှိတာကိုယ်ရီထက်ပို့ပြီးခက်ခဲဖြစ်နေတာအောက်ကလူတွေပိတ်မိနေတဲ့လူတွေအဲ့လူတွေတော့ ရနိုင်လေနေနဲ့ကျွန်တော်ရသလိုကဲထုံမယ်အဲ့လိုပုံစံမျိုးတော့ရှိတာပေါ့ကျွန်တော်တို့ဘက်ကြီးတွေထုံနေတယ်တန်လန်းနဲ့ငလင်လှုပ်သွားတယ်နှစ်ခေါက်နှစ်ခေါက်လုံးဆိုရင်အရှိမရှိနေအဖွဲတော်တော်များများပြန်ပြေးကြကျွန်တော်ဆိုရင်ပြန်အပေါ်ပြန်တက်ဖို့ဆိုတာလုံးဝမလွယ်ဘူးလေမလွယ်တော့အဲ့ဘက်ကြီးတွေတော့မှကျွန်တော်ဆောင်းလာလဲအုတ်ထုပ်သူ့ပေးပေးပြီးသူ့အပေါ်နေကျွန်တော်ကမိုးထားပေးတာသူ့တခုပြန်ဖြစ်မှာဆိုလို့အချိန်တော့သူ့မေးစေးတွေပိုင်မပေးထားတဲ့အချိန်ကိုအချိန်မျိုးကိုဝင်က3လ3လဆိုတော့တိတ်ပြီးတော့ဘယ်ပြောကလေးကတော့အကောင့်တွေတော့မပေါ်တော့သေးဘူးပေါ့တတိယတေကာစလေးပဲရှိကုန်ပါ ဟုတ်အသက်နှစ်သက်ဟုတ်ပေါ့ကဲကဲနိုင်ကဲပေးနိုင်ခဲ့ဒါပေမဲ့အပြင်ရောက်သွားတော့ဗကြီးတဲ့ကဲငရှင်ကိုတိုင်နဲ့စိတ်ဆန္ဒရတဘောစိတ်ကိုလုံးဝလျှော့လိုက်တော့အသက်ပါပါသွားတာ哦ဒါပေမဲ့သူ့တော့ကဲထုတ်လဲချိန်မှာတော့အသက်ရှင်နေရကဲထုတ်တာတော့ကျောတော့ဂုံယူတာဝမ်းလဲဝမ်းသာအပြင်ရောက်သွားမှဆုံးသွားတော့စိတ်ထဲမှာတမျိုးကြီးပေါ့ကိုကိုကိုကဲထုတ်ပြီးတဲ့အရာကြီးကတမျိုးဖြစ်သွားတာ哦နေ့တိုင်းလူလူမိသားစုဝင်တွေကလာကြည့်တယ်ပြီးတော့သူတို့နဲ့အလောင်းတွေသူတို့နဲ့မိသားစုဝင်တွေကအလောင်းတွေတွေ့မလားတွေ့မလား ဆိုလာလာကြည့်တယ်ငိုယူနေကြတော့ကြည့်တော့စိတ်ထဲထဲမကောင်းဘူးပေါ့ကျွန်တော်တို့ဒီမှာတော့ကျွန်တော် price တာ price တာကယ်ဆယ်တမားတော်တော်များများတော့ဒါဒီလိုမျိုးစိတ်ကတော့ရှိတာပဲဘယ်လိုပြောမလဲနောက်ဆုံးမိသားစုဝင်တိုင်းနဲ့ဟိုတည်ဆုံးသွားတဲ့ရုပ်လောင်းတွေအကုန်လုံးမရရှိနိုင်တော့မှဒါပြီးဆုံးသွားတဲ့အထိတော့လုံးဖို့တော့အကုန်လုံးတော့ရှိတယ်ဘေးကနေပေါ့ကင်းလို့ပေါ့ဒီလိုနောက်ထပ်လည်းဒီလိုမျိုးဒီလိုမျိုးဖြစ်လာတဲ့ဖြစ်ကြုံလာတဲ့အရာမျိုးတွေထပ်ပြီးတော့မကြုံခိုက်ဘူးပေါ့အဲ့ဒါလေးပဲစုတောင်းပေးပါတယ်